နာမည်ကျော်ပြင်သစ်ကွင်းလင်ကစားသမား Paul Pogba ဟာအခုတစ်ပတ်ရှင်ပြိုင်မဲ့ပြင်သစ်လီဂိုးပွဲမှာ Monaco အသင်းအတွက် ပွဲဥထွက်အဖြစ်ရှင်ပြိုင်ကစားပွဲရှိနေတယ်လို့သိရပါဗျ။32နှစ်အရွယ်ပေါ်ပါဟာ2016ခုနှစ်မှာဂျူဝင်တက်စ်ကနေမန်ယူကိုကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ခဲ့ဖို့သူဖြစ်ပြီးကမ္ဘာအကောင်ဆုံးကွင်းလှယ်ကစားသမားတဝက်အဖြစ်လည်းညွှန်းဆိုခံခဲ့ရပါဗျ။ဒါပေမဲ့ဂျူဝင်တက်စ်အသင်းကိုတကြောပြန်ရောက်ရှိချိန်မှာတရားပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတယ်လို့တားမြစ်ဆေးပြဿနာနဲ့လည်းရင်ဆိုင်ခဲ့ရပြီးကာလရှည်ပွဲပယ်ပြစ်ဒဏ်ကြားခံခဲ့ရတာကြောင့်ကစားသမားဘဝအဆုံးသတ်လို့နေပါဖြစ်ခဲ့ရပါဗျ။ မိုနာကိုအသင်းကပြီးခဲ့တဲ့နေရာဒီမှာ2029ခုနှစ်အထိစာချုပ်ချုပ်ဆိုပြီးခေါ်ယူထားပေမဲ့လက်ရှိအချိန်အထိကစားခွင့်မရသေးတာကြောင့်ပေါ်ပါအနေနဲ့ပွဲကစားခွင့်မရတာ26လကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော့သူ့ရဲ့ကြံ့ခိုင်မှုကတိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် Rans အသင်းနဲ့အရှင်ပြိုင်မဲ့ပွဲမှာပါဝင်ကစားခွင့်ရဖွယ်ရှိတယ်လို့သိရပါတယ်။